နော်ဒီနေ့အတွက်တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာလေးကိုရေးသားထားသူကတော့ဆရာကဘာတိုင် ဆုံးမောင်စံမုံပဲဖြစ်ပါတယ်တယောစာလေးကိုဖတ်ခွင့်ပြုပါရန်ဆရာမောင်စံမုံနဲ့မုံမခမီဒီယာ Facebook ပေးတော့ဟာကျွန်တော်ဒီနေရာကနေပြီတော့ပဲလေးလေးဆဆနဲ့ထပ်မံ၍ခွင့်တောင်းရပါသည်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူ မြမပြည်သူပြည်သားများအားလုံးဘေးကင်းကျန်းမာကြပါစေဗျာအေးတော်ဘုံအောင်ကိုအောင်ရမြည် ကြားဖြန်မင်းလက်ပံကကြားဖြန်တွေတော့တောင်ရင်မြစ်တောင်ပြင်မှာခရောင်ခရင်နဲ့မိလုံနေကြရပြီမေတီကံကလည်းဗလာထိုင်းကလည်းငချာဆိုင်ရာနိုင်ငံကလည်းမလာဘူးကိုမလားဆိုကိုရင်အားလို့အလိန်ခံရပြီသူများကိုဆက်လိန်ငွေညစ်အခွန်ကြလည်းမဖြစ်ညစ်ကြတောင်ပြန်မရတိတ်ခါပါကြအောင်မဲဆိုတော့ဆိုင်ရာပဲဆိုးရကမှလည်း စောက်ဖက်လှုပ်ချင်ပုံမရမိသားစုကလည်းမိပြီးရင်ကြားဖြန့်မျိုးစေ့ကပါလာအောင်မှာအီသီယိုးပီးယားဇဝန်ဒါအီဂျစ်လာအိုဖလပိုင်တရုတ်မလေးရှားဘင်္ဂလားဒေ့ရှ်ထိုင်ဝမ်နဲ့ဟောင်ကောင်တို့ကတွေအဲ့နာလာအိုကတောင်လာမခေါ်မခေါ်ဆိုသူ့နိုင်ငံနဲ့လေကြားဖြန့်ချင်းခြေချင်းလိန်နေတာလေဟိုကြားဖြန့်ကောင်းတီတရုတ်ကြီးက KUC တိုက်ရိုက်လာမခေါ်ပဲ ထိုင်းကတဆင့်လက်ခံတာကတော့စိတ်ဝင်စားစရာကြောင်းဖြန့်တိုင်းမဟာလာတို့အုပ်စုကတော့ဒီကောင်တွေထွက်ပြေးအောင် လေရင်နဲ့ဘုံကျဲ၆ထုံနေလေရဲ့မှန်အောင်မကျဲရမှန်းလဲလူတိုင်းတိနေကြတော့သိတ်ကြီးမဆိုင်ပါဘူးနိုင်ငံသားသားတွေ ဆိုတော့လဲမတက်ရင်ကြောင်းဖြန့်တွေဆိုတော့လဲသက်သေးဖြောက်တာပေါ်မဲဆိုတော့ကဖြစ်ကြည်တော့ဘယ်သူမှလဲပြဲပုံမရလေရင်စီသေးကကြည်တဲ့နေ ဒီရပိုင်မိုးရောမြေရောလေရဲရောရေရဲပါမိလောင်နာကတော့ဒီမိုကရေစီကိုအကျိုးပြုမယ်ဆိုတဲ့ကရင်တမတော်ပဲ DKBA ဟာတရမဝင်နိုင်ငံသားသားများကိုနှိမ်နှင်းမဲ့ရိုးရိုးသားသားဖို့တခွားပါလို့ကြင်ညာချက်ထုတ်ပြန်ပြီးချိန်မှလီယိုဝက်ကြဖြန့်ယုံတွေက ဟော့တယုံ ဟော့တယုံပြင်စေပြာထုတ်လုပ်တဲ့ဆက်ယုံတွေပါဘွားကနေဘွားကနေပေါ်လာပါရောလား အရာနေပဲသွေယူသွေနံငါနေရဲမှာဘယ်ကောင်းမှတနတ်ထမဝင်ရဆိုပြီးထကြမ်းမာလီရောပြတနာကမင်းအွန်လိုင်းတက်ပါရောထုံမိပြီးသားဖြစ်နေလို့အပြောနဲ့အလုတ်ဟုတ်မဟုတ်စောင့်ကြည့်နေကြလီရေသူ့ကြောင့်ဖြန့်ဝင်တဲ့ကကောင်းတကောင်မူးကြောင်ယူကြောင်တနတ်ထဖောက်ရာကနေ KNU နဲ့ပူအောင်တက်တွေကဝင်ကြိတ်လိုက်တဲ့အခါ DKBA ရဲ့ Innocent စောက်ခွက်ဟာကြောက်မက်ဖွယ်ဂျာဘလူးပုံထွက်လာပါလီရော အဲ့တမချောင်းဖြန့်နေနေမယ်ပြောပြီးနှိမ်နှင်းသူကိုရန်စွယ်ငုံငုံဒေါသအမျက်ချောင်းချောင်းထွက်မင်းတို့ဆက်ပြီးချောင်းဖြန့်နေနေမယ်မကြံနဲ့လောက်ရတော့တာပေါ့လီကရင်လွမြောက်ရေးဆိုပြီးတော်လန်ရေးလောက်ခဲ့ရာက လူကုံကူကိုင်းဆောင်ငွေလိန်ကိုင်းကြံရပါနိုင်ငံတကာရာဇဝတ်သားဖြစ်တော်လန်ရေးကြီးပါနော်နဲ့ဒီမိုကရေစီအကျိုးပြုဖွဲ့စည်းလိုက်ကမ္ဘာရာဇဝတ်ခုံရုံးကိုဆက်ရောက်တော်မယ်ချီနီလာပလီ ဖေရင်ကင်းယူနေပေါင်းတက်တာရတက်တာချောင်းရှောင်းပထွေးမလာနေပေါင်းလို့ကတော့တဆုံအထောင်းခံရတော့မှာသူ့ပထွေးကအခုကိုနိုင်ငံသားသားကြားပြန့်ပေါင်း2000ရှိတဲ့ DKB site တစ်ခုကို KNU ကထိမ့်သိမ်းထားပြီးအဆောက်အုံပစ္စည်းသက်သေအထောက်အထားတွေမဖြည့်ဆည်းပဲနိုင်ငံတကာကျွမ်းကျင်ပညာရှင်များနဲ့စစ်ဆေးဖော်ထုတ်သွားမယ်ဆိုတာရှိသေးစစ်ကြောင်းထိုးရတာနဲ့ လက်နက်ကြီးနဲ့လှမ်းထူရတာနဲ့ဘုံကျဲရတာနဲ့တက်တေဖြောက်ဖို့လုပ်ပလီသူတို့ရွှေကုတ်ကုံနဲ့ KK Park မှာဝင်စည်းကျင်အောင်ဆောင်းမိုင်းခွဲတက်တေဖြောင်ထားတာတွေအကုန်ပေါ်ကုံမှာမဟုတ်လားပြီးတော့နိုင်မောင်စောကို2000လောက်ရှိတာလို့အော်ခိုင်းထားတာမဟုတ်လားအခုဒီမင်းလက်ပံတစ်စိုက်သေးရင်2000ရှိနေပြီမာလာရောကတော့တေလူးမို့မထူးဆက်ခင်းတော့ ဲ့တော့ကို DKBA ကရောင်းတောင်းတောင်းနဲ့ကိုလူကိုဝရန်ထုတ်လို့ထုတ်ကရင်ချင်းပြင်းမဲ့ဆိုတဲ့ဌာနဲ့လက်နက်ကင်မဝင်ရစာထုတ်လို့ထုတ်ရှောက်လုံနေတယ်ကရင်ပြည်နယ်ကြောက်ဖြန့်နေနေရေးကို KNU ကထိုင်းအမေရိကန်နဲ့ပေါင်းလုံတော်မှာနော်ခုမင်းလက်ပံတစ်ဆိုင်စီးပြီးပြီလာမေမကြောက်ဘူးအယူချီပံပြော့မနေနဲ့တော့ကရင်ချင်းပေါင်းလမ်းကြောင်းရှောက်စစ်တပ်ကိုခွာတော့စစ်တပ်ဆိုတာ ညစ်ပတ်တဲ့နေရာငါဆရာဆိုတာသိတယ်မဟုတ်လား BGF နဲ့ DGPA ဟာလှုပ်လေမြုပ်လေဖြစ်တော်မှာစစ်တပ်ကလည်းနေတို့ကိုတရုတ်လက်အပ်မလားအမေရိကန်အပ်မလားပဲနေတို့ကမပြေတော်လဲကံရရှိဒီ site တွေကနေတို့နေမြင်နဲ့နေတို့လက်ထဲမှာပဲရှိတာလीစစ်တပ်ကကြားဖြန့်ပြဿနာဟာနိုင်ငံတကာနဲ့သူကင်ကစားရမယ်ဖေမန်တီပြီးသားမတီသားဆိုးရွားနေတာကနေတို့ဒီမင်းလက်ပန်းဆိုရင် အမေရိကန်ဗန်နာယီဝင်ကြီးဌာနရဲ့တန်ခတ်ပိတ်ဆို့မှုခံခဲ့ရတဲ့ DKBA ခေါင်းဆောင်၄ဦးတွေကဘုံမှုချုပ်စိုင်းကျော်လာရဲ့ဓာတ်ရိုက်ကုတ်ကဲမှုအောက်မှာရှိတယ်ဟာအဲ့ဒီအထင်မှာကွန်ကရစ်အဆောက်အုံ20ဆေးရုံနဲ့လူနေဆောင်တွေပြင်လေးရက်တိုင်နှလုံးမှာငွေလိမ်ကိုင်းလုပ်ငန်းတွေ အပြည့်အဝလဲပတ်နေတာကို တွေ့ခဲ့ရတယ်လို့ KAU ကပြောထားတယ်နော်ကွန်ပျူတာလုံးရည်2000ခန်းနဲ့ မိုဘိုင်းဖုန်းတပေါင်းကျော်ကိုတင်စီခဲ့တယ်။ဒါတေယုံတဆိုင်နော်ဟိုကောင်တွေလိုစိုက်များကြီးဝင်ပြီးမတောက်တခေါက်လေးအဖြစ်ပြတာအကွက်လှမနေဘူးနော်။ပြီးတော့ညင်မှန်းနှိပ်စက်တဲ့အခန်းငယ်တွေလောက်သားတချို့ကတေးစင်နိုင်တဲ့လက်နက်တွေကင်ဆောင်ထားတာတွေလည်းတွေ့ရှိရတယ်ဆိုတော့တကယ့်လူမဆန်တဲ့အချက်တွေလည်းထွက်လာအောင်ပါ။အေးအချုပ်ခန်းတွေက DKBA စေးပြားထုတ်တဲ့စက်ရုံတွေမှာလည်းတွေ့ရတဲ့ အရင်မှလဲဗမာတွေကရင်တွေတွေမကထိုင်းတွေလဲပါတွေတွေနိုင်ငံတကာကလူတွေပါပါနိုင်နေဖန်စီနှိပ်ဆက်ပြီးခိုင်းခဲ့တော့တတ်ထားတာတွေလဲရှိအစုလိုက်အပြုံလိုက်မြုပ်ထားတာတွေလဲရှိဆိုပဲ2021စစ်အာဏာသိမ်းပြီးမှပေါ်ရာဆိုတော့စစ်တပ်နဲ့ပေါင်းလုပ်တာတွေပေါ့တေကြတာကစစ်တပ်မပါလဲပဲဒီလောက်ထိမလောက်ရဲဘူးလေထိုင်းဘက်မှာမိနေသမျှဆေးပြားတန်းချီတွေဟာ ရှမ်းပြည်ကလာနေတာတွေမဟုတ်တော့ဘူးလေကရင်မြေလဲရှမ်းပြည်လိုမူရစ်စေဝါတွေလွှမ်းနေပြီပေါ့ဒါတိုင်းရင်သားတွေကိုထိမ့်ချုပ်ဖို့စစ်တပ်လုံနေကြနီးတွေပါပဲစစ်တပ်ကမင်းတို့ကိုလက်ဆောင်ဖြောက်ဖို့တော့တေးကြနေပြီဒါတွေကိုတေချာတက်တေခိုင်မာထောက်ထားခိုင်ခိုင်လုံလုံနဲ့ဖွင့်ချနိုင်ရင်တက်တာရရှာလို့ရမေးအေးတခုရှိတာကခေါင်းဆောင်ပိုင်းနေဝါတာတာလုံနေရင် အောက်တဆင့်တွေကကရင်ဂုံတိတ်ခါနဲ့ ကို့လွတ်မြောက်ရာအတွက်25တန်းတမန်သမျှသမပီးအမေရိကန်လက်အခွေးငတ်တွေဝင်မဆွဲခင်တထိဆက်ခင်းကြတော့မင်းတို့ကကရင်ကယ်တင်ရှင် ကရင်သူရဲကောင်းမှဖြစ်ကြမှာဖြစ်အောင်လဲလောက်ရတော့မှာဒီကောင်းဆောင်မစွန်လို့ကရင်ဆိုတာကြဖြန့်ရစားမဟာစေးပြားကဘာလုံးချီရစပွဲတာဖြစ်နေကြပြီလीမွေးစစ်ဆက်ယုံက3-4ယုံတောင်းဆိုတော့ဘလောက်ထုတ်ဘလောက်ဖြတ်ချီ ဘလောက်သုံးဘလောက်တင်နေမှန်းလည်းမသိနိုင်တော့ပါဘူးဘိန်း WY ICE ပြီးတော့စေးကြောက်ကုံထုတ်ဆိုပြီးဘိန်းဆိုင်ခင်စေးကြောက်ဆိုင်ခင်ကုံရှိတည်းပြီးတော့ဆက်ယုံတွေ ရှိတဲ့တဲပြူကြောင်းလန်းကိုကွန်ကရစ်ခင့်ထားတည်းလူသူရောက်ပေါက်နေတဲ့တော်ရင်မှာဖောက်ထားတာနော်ကွန်တိန်နာကားတွေဆယ်ဘင်းကားတွေတွားတာလေဗျာမလ21ရက်နေ့ရုံးကတောင်းမြောက်ရီတစ်ဖက်ချမ်းထိုင်းနိုင်ငံတောက်ခိုင် မဲဆောင်မျိုးကကုန်တင်ကားနဲ့တယ်လာတဲ့စိတ်ကြွမူရစ်ဆေးပြောင်း78တန်းနဲ့ ICE မျိုးစာမူရစ်ဆေးဝါ950ကီလိုဂရမ်ကက်တမင်း300ကီလိုဂရမ်ကိုနှခွန်စဝံမျိုးအဝေးပြေးလမ်းမကြီးပေါ်မှာထိုင်းတွေကဖန်စီရရှိခဲ့သေးတယ်တစ်ခေါက်တစ်ခေါက်တွတ်တာကြီးအဲ့ဒီဖန်စီရောက်မိတဲ့မူရစ်ဆေးတွေဟာ DKBA စူးစီးရရှိကျုပ်ဗိုလ်ချုပ်စောစန်းအောင်နဲ့အမတ်တစ်စစ်တေသကုတ်ကဲရင်မူး ဗိုလ်မှူးချုပ်စိုင်းကျော်လာတို့နဲ့ပတ်သက်တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြရေးသားခဲ့ဘူးတည်းထိုင်းကလည်းစေပြောင်ရောကြားဖြန့်ရောဘယ်သူတွေလုံနေတယ်ဆိုတာအကုန်သိပါတယ်သူတို့ဘက်ကရရှိကြီးတွေဝင်ကြီးတွေအထိပတ်သက်နေကြတော့လောက်ရကံရခက်နေကြတာပါဖန်ဆင်းရမိတဲ့မူရစ်ဆေးတွေကိုကကူဂိတ်48ဂိတ်ကတဆင့်တက်ဆောင်လာတယ်လို့ထိုင်းစိုးရထုတ်ပြန်ချက်မှာ ပေါ်ပြထားသေးတဲ့ကံကူဂိတ်48ဂိတ်ဆိုတာမြောက်ရီမြို့တောင်ဘက်ချမ်းရှိအင်ဂျင်မြိုင်ကျေးရွာနဲ့အခုကဘာကျောင်းမင်းလက်ပံကျေးရွာချားရှိကံကူဂိတ်တွေအဲ့ဒီကံကူဂိတ်ကို BGF နဲ့ DKPA တပ်ဖွဲ့တို့ထိမ့်ချုပ်ထားတာလေကိုပုံပြင်လေးကတော့ဒါပါပဲအဲဒါပါပဲဆိုမှမေလ18ရက်နေ့တုန်းကမော်လမြိုင်မြို့က DKPA အမှတ်နှစ်စစ်ကိုကဲရေးကုံတော်ရေးတပ်ဖွဲ့ ဒုတိယဘုံမူကြီးစောသိန်းနိုင်ရဲ့နေအိမ်ကိုစစ်တပ်ကဝင်မွေရာဆေးပြားထုတ်ရာမှာတုံးတဲ့ပစ္စည်းတွေတွေ့ရှိခဲ့တယ်လို့ပြည်တွင်းသတင်းဌာနများမှလည်းဖော်ပြခဲ့ဘူးတည်းသူတို့ချင်းပေးอยู่မတည့်ကြတော့ကပေါ့အဲ့ဒီဘက်မှာတော်လန်ရေးစာပိုင်းကဥစေကင်ရဲ့လက်ဝဲရန်လက်ရရန်နေအောင်လဲစွန်ခံရင်ငဲ့တင်တယ်လို့မူရစ်ဆေးပြားတွေဓမ္မဒူတာဟင်းသိင်းဟင်းရွက် လူတော်ကားကြီးနဲ့မိဘူးတည်း ကရင်ကနေပြည်တဲ့တွေတင်းနှံပြန်အငိုက်ဖန်းတော်မှာစေပြကောင်းမိပါယောသူတို့ချင်းသူတို့ညှိညက်ပြီးပြန်ထွက်လာကြတာတောင်ကြပေါ့အေးမမေ့ဖို့က BGF DKP ခေါင်းဆောင်ပိုင်းတွေဝါတာတာလုံနေအောက်တဆင့်တွေကကရင်ကုံတိတ်ခါနဲ့ကို့လွမြောက်ရာအတွက်25သန်းတန်မှန်သမျှအကုန်တမပြီးအမေရိကန်လက်အပ်တထေးသက်ခင်းကြတော့ခွေးငှက်တွေဝတ်မစွဲခင်တော့ မဟုတ်ရင်မင်းတို့ဘာထောင်ထဲဝင်သွားရမေးမင်းတို့တွေကရင်ကဲတင်ရှင်းကရင်သူရဲကောင်းမှ ဖြစ်ကြမှာဇွဲကပင်မြေဖဆီတန်တွေဝေဒုံရင်တွေလှနေတော့မှာကပါတိုင်းဆုံးမောင်စမော